င်္ဂလားဒေ့ရှ်နိုင်ငံနဲ့အနီနီမေရှင်းတည်ဆက်နေတဲ့မောင်တော်ဒေတာမှာမြို့နေစီပင်တာယာပြီးလုံခြုံရေးအင်အားကောင်းလာစေဖို့အတွက် ကြီးရိုတီတိဆောက်ပေးဖို့ ULA ကစီစဉ်နေတယ်လို့စုံစမ်းသိရပါဗျ။ရခိုင်ပြည်ဒေသကအရှိခင်နဲ့လုံလက်စားအင်ချီရမိတွေအလောက်ကင်အစင်မပြေသူတွေအချောင်းမျိုးမျိုးကြောင့်နေရမပြေနိုင်သူတွေနဲ့မြို့နေတီတီကနေထိုင်သူတွေဟာကိုယ်တော်ဆန္ဒအရစီရင်ပေးနိုင်တယ်လို့သိရပါဗျ။အဲ့ဒီကြီးရိုတီတိဆောက်ရေးစီစဉ်မှာနေထိုင်ကြမဲ့သူတွေကို စာဝင်နေရေးအဆင်ပြေလာစေဖို့အတွက်လေယာဉ်မြေပါဝင်နေအိမ်တွေလည်းပေးမယ်လို့တရားပါတယ်။လက်ရှိမောင်းတော်ဒေတာမှာမွတ်စလင်လက်နက်ကိုင်အုပ်စုတွေရဲ့ NDA ကိုဒေတာနေပြည်သူတွေကြောက်လန့်နေရတာကြောင့်ဒေတာစီပင်တရားရေးဆောင်ရွက်ပေးမယ့်အစီအစဉ်တွေဟာကောင်းမွန်တဲ့လုပ်ရဲဖြစ်ကြောင်းဒေတာခင်တွေကချူမြင်ကြပါတယ်။ဒါကြောင့်ရတိတော်ငုံမော်ကနေမောင်းတော်ကနေဘင်္ဂလားဒေ့ရှ်တောင်ပြိုလက်ဝဲမြို့အထိလမ်းကြောင်းတစ်ချောင်းမှာတိော်တစ်တီဖန်တီးပေးတာလူနေအိမ်တွေစီပင်လာအောင် ဦးစားပေးဆောင်ရွက်သင့်တယ်လို့ဒေသခံတွေကအကြံပြုနေကြပါတယ်။